ဇော်လာအစောပိုင်းမှာယူကရိန်းကရုရှားကို အရှိုက်ကိုထိခိုက်စေတဲ့တိုက်ခိုက်မှုတစ်ခုကို ပြုလုပ်ခဲ့ပါတယ်။ SPU ယူကရိန်းလုံခြုံရေးဌာနရဲ့ပြောကြားချက်အရပထမဆုံးအနေနဲ့ Operation Spider Web စစ်ဆင်ရေးနဲ့ရုရှားရဲ့ဘုံကျဲလေယာဉ်အုပ်စုရဲ့၃ပုံ၃ပုံလောက်ကိုဖျက်ဆီးခဲ့ပါတယ်။ရုရှားကဒါနဲ့တင်တော်တော်လေးနာကျင်တရာရနေတုန်းပါပဲ။အဲဒီနောက်နှစ်ရက်အကြာမှာရေအောက် drone နဲ့ cash တံတားကိုထပ်မံပြီးတော့တိုက်ခိုက်ခဲ့ပြန်ပါတယ်။ ၃ရက်အတွင်းမှာတိုက်ခိုက်မှုနှစ်ခုဖြစ်ခဲ့တာပါဒီဖြစ်ရပ်တွေကြောင့်ရုရှားရဲ့အားနည်းချက်တွေပေါ်လာပြီးဒါပူတင်အတွက်တော့ကြီးမားတဲ့ပြဿနာတစ်ခုဖြစ်လာခဲ့ပါတယ်ယူကရိန်းရဲ့မယုံနိုင်လောက်အောင်အောင်မြင်ခဲ့တဲ့ဒီတိုက်ခိုက်မှုနှစ်ခုဟာပူတင်ရဲ့အစိုးရအဖွဲ့အတွင်းမှာလည်းအလဲအကွဲတွေဖြစ်ပေါ်စေခဲ့ပါတယ်အခုလက်ရှိအချိန်မှာပူတင်ရဲ့အစိုးရအဖွဲ့ကအပြစ်တင်စရာလူကိုရှာဖွေရင်းနဲ့ သူ့ဘာသာသူတိုင်ပတ်နေပါတယ်ဒီအခြေအနေတွေဘလို့ဖြစ်လာခဲ့လဲဆိုတာအရင်ဆုံးအချင်းချင်းပြန်ပြောပြပါမယ်ဇော်လာတရက်နေ့မှာယူကရိန်းက16လကြာကြိုတင်ပြင်ဆင်ထားတဲ့ Operation Spider War လို့ခေါ်တဲ့စစ်ဆင်ရေးကိုစတင်ခဲ့ပါတယ်ဒီစစ်ဆင်ရေးအတွက်ယူကရိန်းဟာ drone တွေအပြည့်ပါတဲ့ကုန်တင်ကားတွေကိုရုရှားနိုင်ငံထဲကိုလျှို့ဝှက်ခိုးသွင်းခဲ့ပါတယ်အဲ့ဒီကားတွေကိုဂိုဒေါင်တွေထဲမှာတင်ထားပြီး drone တွေကိုလည်းတပ်သားဘုံတွေကလျှို့ဝှက်အခန်းတွေမှာဝှက်ထားခဲ့ပါတယ်တိုက်ခိုက်ဖို့အချိန် ောက်လာတဲ့အခါယူကရိန်းကလျှို့ဝှက်အခန်းတွေကိုဖွင့်လိုက်ပြီးတော့မိနစ်ပိုင်းအတွင်းမှာပဲဒရုန်းတွေကပောက်ကွဲပစ္စည်းတွေနဲ့အတူလေထဲကိုပြန်တက်သွားပြီးရုရှားလေယာဉ်တွေကိုတိုက်ခိုက်ခဲ့ပါတယ်ဒီတိုက်ခိုက်မှုကပူတင်နဲ့သူ့ရဲ့လေတပ်အပေါ်ယုံကြည်မှုကိုအကြီးအကျယ်ထိခိုက်စေခဲ့ပါတယ်ယူကရိန်းရဲ့ SPU လုံခြုံရေးဌာနရဲ့အဆိုအရ ရုရှားလေယာဉ်42စီး A50 ထောင်လန်းရေးလေယာဉ်2စီးနဲ့ TU160 TU22 နဲ့ TU95 ဘုံးကျဲလေယာဉ်တွေကိုထိခိုက်ပျက်စီးစေခဲ့တယ်လို့သိရပါတယ်။ရုရှားအတွက်တော့ American Dollar 9ဘီလီယံတန်ဖိုးရှိတဲ့စစ်ဖက်သုံးပစ္စည်းတွေမိလောင်ပြကြခဲ့ရပြီးဘုံကျဲလင်းရင်အုပ်စုရဲ့၃ဘုံ၃ဘုံလောက်ဆုံးရှုံးခဲ့ရပါတယ်။ဒါဟာရုရှားအတွက်တော်တော်လေးပြင်းထန်တဲ့ထိုးနှက်ချက်ပါပဲ။ပူတင်နလန်ထူဖို့အချိန်မရခင်မှာပဲယူကရိန်းက၂ရက်အကြာမှာခါရှ်တတားခေါ်ခရိုင်းမီးယားတတားကိုပြစ်မှတ်ထားခဲ့တာဖြစ်ပါတယ်။ဒီတတားက ရုရှားပြည်မကြီးကိုတင်ပိုက်ထားတဲ့ခရိုင်းမီးယားကျွန်းဆွယ်နဲ့ဆက်သွယ်ထားပြီးရုရှားအထက်စီးရီးအရအရေးပါတဲ့ထောက်ပံ့ရေးလမ်းကြောင်းကြီးဖြစ်ပါတယ်။ရုရှားတပ်တွေကဒီတံတားပေါ်ကရထားလမ်းကိုအသုံးပြုပြီးတပ်သားတွေထောက်ပံ့ရေးပစ္စည်းတွေနဲ့စစ်ပစ္စည်းတွေကိုခရိုင်းမီးယားနဲ့တောင်ပိုင်းယူကရိန်းကိုပို့ဆောင်နေတာပါ။မနက်4:44မိနစ်မှာ SPU ရဲ့အမိန်နဲ့ Kash တံတားမှာပောက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ပါတယ်။နောက်ပိုင်းမှာသိရှိရတာကတော့ယူကရိန်းဟာလျှို့ဝှက်ရှိအောက် drone တွေကိုအသုံးပြုပြီး ီးတတိုင်းရဲ့လမ်းပိုင်းကို ထောက်ကန်ထားတဲ့အတိုင်တွေကို မိုင်းထောင်ခဲ့တာပါ Operation Spider Web လို့ပဲဒီစစ်စင်ရေးကိုလည်းလာပေါင်းများစွာချုပ်တင်ပြင်ဆင်ခဲ့ပါတယ် SPU အနေနဲ့ဒီတိုက်ခိုက်ဖို့အစဉ်သစ်ဖြစ်တဲ့အခါတတားပေါ်မှာပောက်ကွဲဖြစ်စည်းရောင်းပေါင်း2420အထိတောင်မှ ထောင်ထားခဲ့ပါတယ်။ဒါရီအောင်လုံးကိုရုရှားတွေလုံးဝမသိဘဲလုံးဆောင်ခဲ့တာပါ။ ဒီတိုက်ခိုက်မှုနှစ်ခုလုံးမှာတကယ်အရေးကြီးတာကတော့နောက်ဆက်တွဲအခြေအနေပါပဲ။ပူတင်အခုရင်ဆိုင်နေရတဲ့အခြေအနေကတော့ဒီလျှို့ဝှက်တိုက်ခိုက်မှုနှစ်ခုကြောင့်ရုရှားရဲ့စစ်တပ် Kremlin နန်းတော်နဲ့ပူတင်ပတ်ဝန်းကျင်ကလူတွေဟာအရေးချင်းမရှိသူတွေအဖြစ်ပုံလွင်သွားခဲ့တာပါ။ဒါတွေကပူတင်အတွက်တော့ပုံမှန်လိုဖြစ်နေပါပြီ။ဒါပေမဲ့ရုရှားခေါင်းဆောင်အတွက် ပို့ပြီးစိုးရင်စရာကောင်းတာကတော့စရေးသုံးသက်သူတို့ချို့ထောက်ပြခဲ့တယ်လို့ Operation Spider 1နဲ့ Cash တတာတိုက်ခိုက်မှုတွေကသူ့ရဲ့အတွင်းပိုင်းကာကွယ်ရေးဘလောက်အားနည်းနေတယ်ဆိုတာကိုပြသနေတာပါပဲ Ukraine ကဘာလို့ဘလို့တိုက်ခိုက်ရမယ်ဆိုတာကိုအတိအကျသိနေပါတယ် Operations Fighter One ဆိုတဲ့လျှို့ဝှက်စစ်စင်ရေးကဘလို့အောင်မြင်ခဲ့လဲဆိုတာကိုစာရေးဆရာနဲ့နိုင်ငံဆိုင်မူဝါဒလ ీల သုံးသက်သူ Malkonas ကရှင်းပြခဲ့ပါတယ်။သူကဆိုဗီယက်ယူနီယံလက်အောက်မှာယူကရိန်းနဲ့ရုရှားတို့အတင်းကျပ်ပေါင်းစည်းခဲ့ရတာကိုယူကရိန်းကအခွင့်ကောင်းယူခဲ့တာပါပဲလို့ပြောပါတယ်။ဒါကြောင့်ယူကရိန်းရဲ့ SPU လုံခြုံရေးဝန်ဆောင်မှုအရာရှိတွေဟာရုရှားလီဒါစခန်းတွေဘက်မှရှိတယ်ဆိုတာသိနေပြီးအဲ့ဒီနေရာအများစုကိုတောင်အလေအပတ်ထွက်ဖူးလောက်တယ်လို့ so Sovare, ဒီနေရာမှာရည်စရာကောင်းတာကတော့ပူတင်ရဲ့စကားတွေကသူ့ကိုပြန်ဒုက္ခပေးနေတာပါပဲရုရှားကောင်းဆောင်ပူတင်ကရုရှားနဲ့ယူကရိန်းလူမျိုးတွေဟာလူမျိုးတစ်မျိုးတည်းလို့အမြဲတမ်းပြောခဲ့ပါတယ်ဒါပေမဲ့ယူကရိန်းတွေကတော့ဒီလိုမထင်ခဲ့ကြပါဘူးဒါပေမဲ့ဆိုဗီယက်ခေတ်ကအတင်းအကျပ်ပေါင်းစည်းခဲ့ရမှုကြောင့်ယူကရိန်းကရုရှားပိုင်းနဲ့တည်းမှာဘယ်နေရာတွေကအကြီးဆုံးပြင်းထန်တွေဖြစ်တယ်ဆိုတာကိုသိဖို့လိုအပ်တဲ့အချက်အလက်အားလုံးကိုရခဲ့ပါတယ်ပူတင်ဒါကိုသိနေပေမဲ့ဘာမှမတတ်နိုင်ပါဘူးသူပြောတဲ့တမိုင်းဝင်စီလု ံးညီညွတ်မှုဟာသူ့အတွက်ပြဿနာတွေပဲဖြစ်လာခဲ့တာပါရုရှားရဲ့အတွင်းပိုင်းအခြေအနေတွေကိုယူကရိန်းကကောင်းကောင်းနားလည်ထားတာကြောင့်ပဲ Operation Spider Web ကိုအအောင်မြင်မြင်လုံးဆောင်နိုင်ခဲ့တာဖြစ်ပါတယ်အသေးစိတ်လေးလာကြည့်မယ်ဆိုရင်ယူကရိန်းက2024ခုနှစ်အောက်တိုဘာလမှာရုရှားမှာတည်ယူပို့ဆောင်ရေးကုမ္ပဏီတစ်ခုထူထောင်ခဲ့ပြီးကုန်တင်ကားတွေနဲ့တခြားလိုအပ်တာတွေအကုန်ဝယ်ခဲ့တယ်လို့ထင်မိကြောင်း Operation Spider Web ကိုယူကရိန်းဘယ်လိုလုံဆောင်ခဲ့လဲဆိုတာကိုရှင်းပြရင်းပြောခဲ့ပါတယ် နန်စီရဲ့ထောက်ပြချက်ကတော့ယူကရိန်းက Operation Spiderweb စစ်စင်ရေးကိုရုရှားပိုင်နဲ့တဲမှာတင်အခက်အခဲတွေကြားရဲကနေအအောင်မြင်မြင်လုံးဆောင်နိုင်ခဲ့ခြင်းပါပဲ။ဒါဟာပူတင်အစိုးရဖြိုလဲတော့မယ်ဆိုတဲ့နောက်ထပ်သဲလွန်စာတစ်ခုဖြစ်ပါတယ်။ဒီလိုစစ်စင်ရေးရဲ့တစ်ခုရဲ့ခက်ခဲနေနေမှုကိုစဉ်းစားကြည့်ပါ ယူကရိန်းသရှိုးဒါဇင်ပေါင်းများစွာဟာတနစ်ကျော်ကြာရုရှားနိုင်ငံအတွင်းမှာအလုံးလုံးခဲ့ကြပြီးကုမ္ပဏီတွေထူထောင်ကလိုအပ်တဲ့ပစ္စည်းတွေကိုဝယ်ယူခဲ့ကြပါတယ်။ဒါရီအားလုံးကိုပူတင်လုံးဝမသိခဲ့ပါဘူး။သူရဲ့ထောင်လိုင်းရေးတပ်ဖွဲ့တွေဟာဒီလိုတွေဖြစ်နေတာကိုလုံးဝသတိမထားမိခဲ့တာကခရမလင်ရဲ့ထိပ်ပိုင်းစွမ်းဆောင်ရည်နှိမ်ချနေမှုကိုဖော်ထုတ်ပြသလိုက်တာပါပဲ။ပူတင်အထွတ်အဆိုးဆုံးအချက်ကတော့ Operation Spider Web ကိုစီစဉ်စတင်ခဲ့တဲ့2024ခုနှစ်မတိုင်ခင်ကတည်းကယူကရိန်းရဲ့သရှိုတွေဟာရုရှားမှာအလုံးလုံးနေခဲ့ကြတာဖြစ်နိုင်ခြေများနေတာပါပဲ။နန်းစီပြောကြားချက်အရ 2024ခုနှစ်ကို မပြောခင်ကတည်းကသူတို့မှာထောက်လန်ရေးကွန်ရက်အခြေခံရှိခဲ့ပါတယ်လို့ဆိုပါတယ်။တနည်းအားဖြင့်ယူကရိန်းကရုရှားစနစ်တစ်ခုလုံးဟာအဂတိလိုက်စားမှုနဲ့ပြင်းထန်နေရလို့ဆိုတာကိုသိနေပါတယ်။ရုရှားနိုင်ငံထဲမှာအခြေအနေတွေမူမမှန်ဘူးဆိုတာသိရသူတွေရှိမှာပါ။ဥပမာဒီလုပ်ငန်းရှင်တွေကမောင်ခိုဈေးကွက်ကနေလက်နက်တွေနဲ့ပစ္စည်းတွေဝယ်နေတာကိုသိတဲ့သူတွေပေါ့။ဒါပေမဲ့ဘယ်သူမှမေးခွန်းထုတ်ခဲ့ကြတာမရှိပါဘူး။ဘာလို့လဲဆိုတော့ယူကရိန်းရဲ့တရှိုကွန်ရက်ပိုအားကောင်းလာပြီး operations Spider Web အတွက်အခြေခံအုံမြင့်တွေချနေချိန်မှာငွေတွေကအစမပြတ်ဝင်နေလို့ပါပဲ။ Nance ကလူတွေကတရှိုးရီဆိုတာရုရှားအရာရှိဝတ်စုံနဲ့ဝင်လာတဲ့သူတွေလို့ထင်နေကြတာဖြစ်ပါတယ်။ဒါမျိုးလုံးစီရမလို့ဘူးလို့ရှင်းပြခဲ့ပါတယ်။ တကယ့်တရှိုတွေကတော့ကုန်တင်ကုန်ချကုမ္ပဏီတွေထူထောင်တဲ့သူတွေပါနေစင်နဲ့အမြားထောက်ပံ့ရေးပစ္စည်းတွေဝယ်ယူလက်နက်ခဲယမ်းနဲ့စစ်တုံးပစ္စည်းတွေကိုအသင့်ပြင်ထားတဲ့သူတွေသူတို့ရဲ့ဌာနချုပ်နဲ့လျှော့ဆက်သွယ်မှုတွေလုပ်ရတဲ့သူတွေပါလို့နန်စီကဆိုပါတယ်ခါ့ရှ်တရားတိုက်ခိုက်မှုဘက်ကိုခဏပြောင်းလိုက်ရအောင်ပါ Operation Star Sky လို့ခေါ်တဲ့ Ukraine စစ်ပြန်တအူးက Kursk တံတားတိုက်ခိုက်မှုက Crimea ကိုဆုံးရှုံးရနိုင်စေကို Putin ရဲ့စိတ်ထဲထည့်ပေးလိုက်တယ်လို့ဆိုပါတယ်။သူတို့ Crimea ကိုဆုံးရှုံးရင် Russia နိုင်ငံရေးအတွက်ဆိုရင်တော့ပြင်းထန်တဲ့ထိုးနှက်ချက်ဖြစ်ရုံသာမကရုရှားပြည်သူတွေရဲ့စိတ်ပိုင်းဆိုင်ရာနဲ့စိတ်ဓာတ်ပိုင်းဆိုင်ရာအတွက်လည်းပြင်းထန်တဲ့ထိုးနှက်ချက်ဖြစ်နိုင်မယ်လို့ Star Sky ကရှင်းပြပါတယ်။ သူပြောတာမှန်ပါတယ်။ခရိုင်းမီးယားကပူတင်အတွက်အလွန်ရေးကြီးပါတယ်။ဘာလို့လဲဆိုတော့သူအစိုးရကို ထောက်ခံမှုရစေလို့ပါ။ရုရှားအနေနဲ့ခရိုင်းမီးယားကျွန်းဆွယ်ကိုတိမ်ပတ်လိုက်တာက ရုရှားမှာမျိုးချစ်စိတ်တဲ့အစ်စ်ကိုဖြစ်ပေါ်စေခဲ့ပြီးခရိုင်းမီးယားကငါတို့ပိုင်နေဆိုတဲ့ကြွေးကြော်သံဟာပူတင်ကို2022ခုနှစ်ဖေဖော်ဝါရီမှာယူကရိန်းကိုအပြေးအဝကျူးကျော်ဖို့အတွက် အားဖြစ်စေခဲ့ပါတယ်။ပူတင်ကိုယ်တိုင်ကခရိုင်းမီးယားကိုမြင့်မြတ်တဲ့နေရာလို့တောင်ခေါ်ဝေါ်ခဲ့ပြီးခရိုင်းမီးယားကယူကရိန်းပိုင်နေလို့လူသိရှင်ကြားထုတ်ပြောသူတွေကိုတောင်မှအရေးယူခဲ့ပါတယ်။ခရိုင်းမီးယားမရှိဘူးဆိုရင်ပူတင် သူ့ပြည်သူတွေစီကရရှိရလို့ယုံကြည်ထားတဲ့ပြည်သူထောက်ခံမှုတွေစတင်ပြိုလဲလာပါလိမ့်မယ်။ ဒီနေရာမှာသမိုင်းကြောင်းအရာ ရုရှားစစ်တပ်တွေအများကြီးရှိခဲ့ပါတယ်လို့ Star Sky ကရှင်းပြပါတယ်။သူတို့ရဲ့ထောက်လန်ရေးအတွက်အသုံးပြုတဲ့အခြေစိုက်စခန်းတွေအများကြီးရှိပါတယ်။ Data တွေစုဆောင်းဖို့ Radio Electronic ထောက်လန်ရေးနဲ့အဲဒီလိုမျိုးတွေပေါ့အရေးကြီးတဲ့နေရာတွေအများကြီးရှိပါတယ်။ပြီးတော့ဒီနေရာကိုလည်းရှိမှာကြီးမားတဲ့စစ်ဘက်ဆိုင်ရာဗဟိုချမ်းမအဖြစ်အသုံးပြုနေပါတယ်လို့ Star Sky က Crimea အကြောင်းပြောခဲ့ပါတယ်။ Cash တားကိုအောင်မြင်စွာတိုက်ခိုက်ခြင်းအဖြစ်ယူကရိန်းက Putin ယုံကြည်ထားတဲ့သူ့ရဲ့အာဏာဆက်အရေးအကြီးဆုံး ုံးနေရာတွေတဲကတစ်ခုဖြစ်တဲ့ Crimea က ထိခိုက်လွန်နေတယ်ဆိုတာကိုပြသလိုက်တာပါပဲ။ဒါကယူကရိန်းအတွက်ခရိုင်းမီးယားကိုပြန်လည်သိမ်းပိုက်ဖို့လမ်းခင်းပေးလိုက်တာတော့မဟုတ်ပါဘူး။ဒါပေမဲ့ပူတင်ကယူကရိန်းရဲ့အဆုံးစွန်ပန်းထိုင်ကဒါပဲဆိုတာကိုသိနေပါတယ်။ပြီးတော့ Operation Spider Web မှာလိုပဲသူရောသူ့လူတွေပါ Cash တံတားမှာလာပေါင်းများစွာကြာမြင့်တဲ့စစ်စင်ရေးတစ်ခုကိုလျှို့ဝှက်လှုပ်ဆောင်နေတယ်လို့ဆိုတာ ው တောင်မသိလိုက်ခြင်းက Kremlin အစိုးရရဲ့စွမ်းဆောင်ရည်နှိမ်ချမှုကိုပြသလိုက်တာပါပဲ။ ခါရှ်တတာကပူတင်ရဲ့ကိုပိုင်စီမံကိန်းကြီးတစ်ခုပါပဲဒီတတာကိုဖျက်ဆီးလိုက်တာကပူတင်ကိုရိုင်းအတွက်လည်းပြင်းထန်တဲ့ထိုးနှက်ချက်တစ်ခုဖြစ်လာမှာပါလို့ Star Sky ကဆိုပါတယ်ဘာလို့လဲဆိုတော့ပူတင်ကဒီတတာကိုသူ့ရဲ့ကိုပိုင်စီမံကိန်းလို့လုပ်ခဲ့တာပါတတာဖွင့်တော့က သူကိုယ်တိုင်ကုန်တင်ကားမောင်းပြီးတော့ဖျက်ခဲ့တာကိုကျွန်တော်တို့အားလုံးမြင်ခဲ့ရပါတယ်။တနည်းအားဖြင့် Cash Data ကပူတင်ရဲ့အာဏာကိုပြတဲ့သင်္ကေတတစ်ခုပါ။ Cash Data တိုက်ခိုက်မှုကရုရှားရဲ့စိတ်ဓာတ်ကိုထိခိုက်စေလာလို့မေးတဲ့အခါ Star Sky ကရေမောပြီးတော့ကျွန်တော်ရုရှား Telegram Channel တွေကိုစောင့်ကြည့်နေလို့ဒါကတေချာပေါက်ထိခိုက်တယ်လို့ပြောနိုင်ပါတယ်လို့ဆိုပါတယ်။ Operation Spider One နဲ့အတူ Cash တားတိုက်ခိုက်မှုကိုအကြမ်းဖက်တိုက်ခိုက်မှုလို့ရုရှားကရှုံချနေတာကလုံးဝရုရှားပုံစံပါပဲ။အရာရာကိုအကြမ်းဖက်သမားလို့ခေါ်လူတိုင်းကိုနာစီလို့သွေးယူသွေးနဲ့ရှောက်ခေါ်နေကြလို့သူကထောက်ပြပါတယ်။ပူတင်ရဲ့စကလုံးတွေထဲမှာမျောလင်းချိုက်ကင်းမဲ့တဲ့စကလုံးတွေစတင်ဝင်ရောက်လာနေပါပြီ။ယူကရိန်းရဲ့ကြီးမားတဲ့အောင်မြင်မှုတွေအတွက်အပြစ်ပုံချစရာလူတွေကိုသူရှာနေပါတယ်။ Operation Spider Web အပြီး Kremlin တန်းတော်အတွင်ပူတင်ရဲ့ခေါင်းကိုက်ဆရာများအမျိုးသားလုံခြုံရေးနဲ့နိုင်ငံရေးအကြံပေး SMA က ယူကရိန်းရဲ့တိုက်ခိုက်မှုတွေဖြစ်ပွားပြီးတဲ့နောက်ခရမလင်ရုရှားအစိုးရထဲမှာဖြစ်ပျက်နေတဲ့အခြေအနေကိုရှင်းပြပါရယ်။အခုလက်ရှိအချိန်မှာခရမလင်နန်းတော်ထဲမှာတကယ့်ဇလံကဖြစ်ပွားနေတာပါလို့သူကဆော်လာ၃ရက်နေ့ဗီဒီယိုတစ်ခုမှာပြောခဲ့ပါရယ်။ခရမလင်ထဲမှာကြောင်ယုံမှုတိတ်ဆိတ်မှုနဲ့အပြစ်တင်မှုတွေကတန်တရားတွေနဲ့ပေါင်းပြီးတော့ထိမနိုင်အောင် ပောက်ကွဲနေပါရယ်။ဘာလို့လဲဆိုတော့အတွင်းလူတို့အူကဒီတိုက်ခိုက်မှုကိုခွင့်ပြုခဲ့ရလားဆိုတဲ့မေးခွန်းတစ်ခုရှိနေလို့ပါ။ဒါကပူတင်ဘယ်တော့မှမလိုချင်ဆုံးကိစ္စရဲ့တစ်ခုပါပဲ ်ရုရှားကောင်ဆောင်က သူ့လူတွေစီကနေလုံးဝသစ္စာရှိမှုကိုမျှော်လင့်ထားတာပါ2014ခုနှစ်ကအန်ဒရီမယ်ဂျင်ကသမော့စ်ကိုတိုင်းစ်မှာရေးသားခဲ့တယ်လို့ပူတင်ရဲ့အတိအကမူကအမြဲတမ်းအကြတိလိုက်စားမှုနဲ့အလိုက်ပေးထားတဲ့သစ္စာရှိမှုပါပဲမယ်ဂျင်ကပူတင်ဟာသူ့ရဲ့အရာရှိတွေကိုခိုးဝှက်ဖို့ခွင့်ပြုပြီးအားပေးခဲ့ပါတယ်ဘာလို့လဲဆိုတော့ဒါက သူ့အပေါ်သူတို့ရဲ့သစ္စာရှိမှုကိုအာမခံနိုင်လို့ပါပဲအဂတိလိုက်စားမှုကသူ့အရာရှိတွေကိုကျွဲဝါစေပါတယ်သူ့ပဝင်းချင်းကလူတွေအေးအေးဆေးဆေးနေနိုင်သမျှသူ့ကိုသစ္စာရှိတယ်လို့ခံစားရပါတယ် ဒီစနစ်အလုံးမလုံးတော့ဘူးဆိုရဲဖြစ်နိုင်ကြရာပူတင်ရဲ့အစိုးရပြိုလဲနေရဲဆိုရဲနောက်ထပ်လက္ခဏာတစ်ခုပါပဲအမှန်တော့အဂတိလိုက်စားမှုနဲ့သစ္စာရှိမှုကိုလဲလှယ်တဲ့ဒီချင်းကံမှုကအမြဲတမ်းအဆင်ပြေနေမှာမဟုတ်ပါဘူးသူလူတွေဘယ်သူမှသူ့ကိုတကယ်သစ္စာမဖောက်ရင်တောင်ပူတင်ကအပြစ်တင်စရာလူတူဦးကိုရှာမှာပါပဲဒါဟာတခြားသူတွေအနေနဲ့သူတို့ဘလောက်ပဲပူတင်ကိုသစ္စာရှိနေပါစေပူတင်ကမျက်ကွယ်ပြုတ်ပေးခဲ့တဲ့အဂတိလိုက်စားမှုက ရုရှားကိုပြန်ထိလာရင် သူတို့လည်းပြင်းမဲ့ဖြစ်နေအောင်ပါပဲဆိုတဲ့သတင်းစကားပေးပါလိမ့်မယ်။ပူတင်ရဲ့ပြဿနာကတော့ Operation Spiderweb က ရုရှားရဲ့အင်အားကိုအကြီးအကျယ်ကျဆင်းစေခဲ့ရပါပဲ။ဒီလေတဲ့အခြေစိုက်စခန်းတွေကိုတိုက်ခိုက်ခြင်းအားဖြင့်ယူကရိန်းကစစ်ပစ္စည်းတွေကို ထိခိုက်စေရုံသာမကပါဘူး။သူတို့ကကမ္ဘာနေရာ၃ခုမှာနျူကလ িয়ার နဲ့စစ်အင်အားပြသနိုင်စွမ်းကိုပါကျဆင်းစေခဲ့ပါတယ်လို့ Smart ကဆိုပါတယ်။ပိုဆိုတာကရုရှားအနေနဲ့ဒီကျဆင်းမှုကိုပြန်ပြီးတော့အဖက်ဆယ်ဖို့ဘာအောင်မှလုပ်လို့မရတော့တာပါပဲ။ဒါပေမဲ့ဒီမှာအရေးကြီးတာက ရုရှားဟာဒီဘုံကျဲလေယာဉ်တွေကိုပြန်လည်အစားထိုးနိုင်မှာမဟုတ်ပါဘူး။သူတို့မှထုတ်လုပ်နိုင်စွမ်းမရှိတော့ပါဘူး။ဒီလေယာဉ်တွေအများစုကိုဆိုဗီယက်စစ်ရုံတွေမှာတိစောက်ခဲ့တာဖြစ်ပြီးအခုဆိုရင်အဲ့ဒီစစ်ရုံတွေမရှိတော့ပါဘူး။ဒါရီအားလုံးကပူတင်ရဲ့စစ်အင်အားပြသနိုင်စွမ်းကြဆင်းလာတာကိုပြသနေပြီ။ဒါကသူ့ရဲ့အစိုးရအဖွဲ့လည်းပြိုလဲနေတယ်ဆိုတဲ့နောက်ထပ်လက္ခဏာတစ်ခုပါပဲ။ Operation Spider 1နဲ့ Cash Data တိုက်ခိုက်မှုတွေကြောင့်အကြောင်းတွေပေါ်လာပါပြီ။ဒီအကြောင်းတွေကရုရှားစစ်တပ်ကို ပြန်လည်မထူထောင်နိုင်တော့တဲ့အထိဆိုဗီယက်စနစ်တစ်ခုလုံးရဲ့ကြာရှုံးမှုကိုပြသနေပါတယ်။ရုရှားမှာတော့စစ်တပ်နဲ့ထောင်လိုင်းဝင်ဆောင်မှုနှစ်ခုလုံးပါဝင်တဲ့ အမျိုးသားလုံခြုံရေးစနစ်တစ်ခုလုံးချာရှုံးနေတယ်လို့ပြောနိုင်ပါတယ်။ဒီအချိန်လေးရဲ့အကျိုးဆက်တွေကိုနားလည်ဖို့ဆိုရင် Kremlin ရဲ့ပြည်ရင်းပြပခါတွေကိုကြည့်ဖို့လိုပါမယ်။ရုရှားရဲ့ FSB K GP ရဲ့စက်ခံသူရဲ့ရုရှားစစ်ဦးစီးချုပ်ယုံလို့ကနိုင်ငံရဲ့စစ်ဘက်ဆိုင်ရာကုကဲမှုကိုပူးတွဲတာဝန်ယူထားပေမဲ့ဒီဖွဲ့စည်းနှစ်ခုကဘယ်တော့မှအဆင်မပြေခဲ့ပါဘူး။ဒါဟာဆိုဗီယက်ခေတ်ကလေးရရှိခဲ့တဲ့ပြိုင်ဆိုင်မှုတစ်ခုပါ။ဒါပေမဲ့ဒီကနေ့ခေတ်မှာတော့ဒီပြိုင်ဆိုင်မှုကပို့ပြီး ပြော NDA များလာပါတယ်။ပူတင်အာဏာရလာကလေးကသူတို့ဟာဘတ်ဂျက်တွေစစ်စင်ရေးထိန်းချုပ်မှုတွေနဲ့နောက်ဆုံးမှာပူတင်ရဲ့မျက်နှာသာရမှုအတွက်အငြင်းတိုက်ခိုက်နေကြပါတယ်။ FSB ကရုရှားစစ်တပ်ကိုအချိုးအစားမညီအောင် ကြီးမားပြီးအကြမ်းလိုက်စားနေရလို့မြင်နေပါတယ်။တစ်ဖက်မှာလည်းစစ်တပ်က FSB ကိုစိုးရိမ်စိတ်များပြီးတော့အာဏာစာလောင်နဲ့နိုင်ငံရေးဆန်လုံးနဲ့အဖွဲ့အစည်းအဖြစ် ရှုမြင်နေကြပါတယ်။ ူတင်ရသူ့ဘက်ဝင်ချင်းမှာယူကရိန်းမှာအောင်ပွဲရဖို့ဖူးထွဲတာဝန်ယူထားတဲ့တိုင်ဘက်အဖွဲ့အစည်းနှစ်ခုကိုဖန်တီးထားခဲ့တာပါပဲခဏလောက်စဉ်းစားကြည့်အောင်ပါ FSP နဲ့ရုရှားစစ်ဦးစီးချုပ်ယုံတို့ကတဦးကိုတဦးဖော်ကောင်လုပ်နေကြပါတယ်ဒီလိုလိုချင်းအဖြစ်သူတို့နှစ်ဦးကတဦးစီကပူတင်ရဲ့မျက်နှာသာပေးမှုကိုပို့ပြီးတော့ရနိုင်မယ်ဆိုပြီးတော့သူတို့တဦးစီကနေပြီးတော့မျှော်လင့်ထားကြတာလည်းဖြစ်ပါတယ်ဒီကနေ့ထင်ရှားတဲ့ပြဿနာတစ်ခုကိုဖန်တီးပါတယ် ရုရှားစစ်တပ်ကယူကရိန်းရဲ့ဇွန်လဆစ်စင်ရေးတွေကိုသိရှိခဲ့ပြီးတော့ဘာမှမပြောတာဖြစ်နိုင်ပါတယ်။ ဒါကြောင့်လဲဆိုတော့ယူကရိန်းတရှိုရီရဲ့တိုက်ခိုက်မှုကရုရှားဖိုင်နယ်ထဲမှာအောင်မြင်ခဲ့ရင် FSP ကမကောင်းမြင်ခံရမှာဖြစ်ပြီးဒါဟာစစ်ဦးစီးချုပ်ယုံလို့မျက်နှာရကျင်တဲ့တခြားအဖွဲ့အစည်းတွေအတွက်ဗဇက်ပိတ်နေဖို့လုံလောက်တဲ့အကြောင်းပြချက်ပါပဲ။ Operations Fighter 1နဲ့ Cash တတာဘုံခွဲမှုတွေဖြစ်လာအောင်ဘာရီမာယွန်းကလေးဆိုတာကိုပူတင်လုံးဆောင်တဲ့ဘယ်စုံစမ်းစစ်ဆေးမှုကိုမဆိုအလွန်ရက်စက်ကြမ်းကြုတ်မှအသေးချပါပဲ။ ဘသူပဲဒီအကြောင်းကိုနက်နက်နဲနဲတူးဆွားကြည့်ပါစေ။ကြီးမားတဲ့အာဂတိလိုက်စားမှုတွေကိုဖော်ထုတ်နိုင်ပါလိမ့်မယ်။အတူအယောင်တက်ရင်နေခိုးယူထားတဲ့လောင်စာစီတွေစာရွက်ပေါ်မှာပဲရှိတဲ့ reader စနစ်တွေကိုသူတို့ဖော်ထုတ်နိုင်ပါလိမ့်မယ်။ FSB ကစစ်တပ်ရဲ့အကြောင်းတွေအစဆွဲထုတ်စစ်ဆေးမယ်ဆိုရင်ရုရှားရဲ့စစ်အင်အားကြီးမားတယ်ဆိုတဲ့အလေစားမှုဟာဖြိုလဲသွားပြီးတော့သူ့ရဲ့အစိုးရတပ်ဖွဲ့လုံးမှစတင်ဖြိုလဲသွားနိုင်ပါတယ်ဒီလိုတွေဖြစ်နေချိန်မှာပူတင်ကတယောက်တည်းပါသူ့ကိုလိန်ပြောတဲ့သူတွေသူ့ကိုချောင်းယွင်းတဲ့သူတွေနဲ့ဝန်းရံနေပါတယ်ပူတင်ကသူ့ကိုယ်တိုင် ဖန်တီးထားတဲ့ထောင်ချောက်ထဲမှာမိနေပြီးတော့ သူသိရှိဖို့လိုအပ်တဲ့အချက်လက်တွေသူစီဘယ်တော့မှမရောက်အောင်ထိန်းချုပ်ထားတဲ့အစိုးရရဲ့ထိတ်ဆုံးမှရည်တည်နေပါတယ်။သူဖန်တီးခဲ့တဲ့အစိုးရကိုဖြိုချဖို့ချိုးပန်းမှုမှန်သမျှဥပမာ သူအရင်အားပေးခဲ့တဲ့အာဂတိလိုက်စားမှုကိုဖယ်ရှားမဲ့ဂျိုးပန်းမှုမျိုးကပြည်ရင်းပုံကံမှုစီရောတာဥတည်သွားပါလိမ့်မယ်။ပူတင်သတိမထားမိရင် Operation Spider One နဲ့ Kash တံတားတိုက်ခိုက်မှုတွေကရုရှားရဲ့စစ်ဖက်ပစ္စည်းတွေကို ထိခိုက်ပျက်စီးစေုံသာမက သူကိုရုရှားကောင်းဆောင်နေရာကနေဖြုတ်ချဖို့လမ်းခင်းပေးသွားနိုင်ပါတယ်။ဗီဒီယိုလေးအစုံလိုက်ပါကြည့်ရှုပေးတဲ့အတွက်လည်းအားလုံးကိုကျေးဇူးများကြီးတင်ပါတယ်။နောက်နေ့ရက်တင်ဆက်မှုတွေမှာပြန်လည်ဆုံတွေ့ကြပါစို့ရှင်။